အားလုံးမင်္ဂလာပါအောင်ဝင်းဟိန်း channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့၉နှစ်နဲ့ထက်ကလေးနဲ့လူငယ်တွေအတွက်ဒေါသကိုခွန်အားအဖြစ် ပြောင်းလဲနိုင်တဲ့ဤငါးနီးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒေါသဆိုတာမကောင်းတဲ့စိတ်ခံစားချက်တစ်ခုဖြစ်ပါတယ်ဒေါသကိုကောင်းတဲ့အရာတွေအတွက်အသုံးပြုလို့ရပါတယ်ဒေါသကိုကောင်းတဲ့စွန့်အင်ဖြစ်တဲ့ခွန်အားအဖြစ် ပြောင်းတာကအလွန်ကောင်းတဲ့ဘဝကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်လူကြီးတွေတောင်မှဒါကိုလုပ်ရတာခက်ခဲနိုင်ပေမဲ့ကိုနှစ်အရွယ်ကလေးတယောက်လည်းတင်ယူနိုင်ပါတယ်ဒီမှာစိတ်ကိုနားလည်ပြီးလေ့ကျင့်နိုင်ဖို့တော့လိုပါတယ်ကိုနှစ်ကလေးအတွက်ဒေါသကိုခွန်အားအဖြစ်ပြောင်းနိုင်တဲ့နီလန်းဆိုတာရှိပါတယ်အရင်ဆုံးဒေါသဆိုတာကိုသိဖို့လိုပါတယ်ဒေါသဆိုတာဘာလဲဒေါသဆိုတာခံစားရတဲ့ပြင်းပြင်းထန်ထန်ခံစားချက်တစ်ခုပါဒီလိုအခြေမျိုးမှာ ဖြစ်တတ်ပါလေ။တစုံတစ်ယောက်ကကိုယ့်ကိုနာကျင်အောင်လုပ်တဲ့အခါမှာဖြစ်စေတခုခုကမတရားဘူးလို့ခံစားရတဲ့အခါမှာဖြစ်စေကိုလိုချင်တာကိုလုပ်လို့မရတဲ့အခါမှာဖြစ်စေခံစားရတဲ့စိတ်ခံစားချက်တမျိုးဖြစ်ပါလေ။ဒါကမီးနဲ့တူပါလေ။သူ့ကိုပစ်ထားလိုက်ရင် မီးကအကုန်လုံးကိုလောင်ကျွမ်းသွားစေပါလေ။ဒါပေမဲ့အဲ့ဒီမီးကိုထိန်းချုပ်နိုင်ရင်အစာအစာတွေကိုချက်ပေးနိုင်တယ်၊နှွေးထွေးမှုကိုပေးနိုင်တယ်၊မှောင်နေတာကိုလင်းစေနိုင်တယ်။ခွန်အားဆိုတာဘာလဲ ခွန်အားဆိုတာကိုယ့်ရဲ့စွမ်းအင်ကိုအကျိုးရှိတဲ့အရာတွေအတွက် အသုံးပြုတာကိုဆိုလိုပါတယ်။လေးလံတဲ့အရာတွေကိုမတာခက်ခဲတဲ့ပြဿနာတစ်ခုကိုဖြေရှင်းတာတစုံတစ်ယောက်အတွက်ကာဝယ်ပေးတာကိုယ့်ကိုထိန်းချုပ်ပြီးသူတပားကိုကူညီတာတွေပါဝင်ပါတယ်။ဒါကြောင့်အင်ကိုမီးရှို့မဲ့မီးအစားဒေါသမီးကို ခိုင်မာတဲ့အင်ဂျင်တစ်ခုအဖြစ် ပြောင်းလဲလိုက်တာပေါ့။ဒေါသကိုခွန်အားဖြင့်ပြောင်းလဲနိုင်ဖို့အတွက်အဆင့်၅ဆင့်ကိုလှုပ်ဆောင်ဖို့လိုပါတယ်။ နံပါတ်1ရက်ပြီးမိကိုတတိထားပါဒေါသဖြစ်နေတဲ့အချိန်မှာချက်ချင်းဘာမှမလုပ်ပါနဲ့တင့်နှလုံးကမြန်မြန်ခုန်လာမယ်မျက်နှာကပူလာမယ်ဓာတွေကဒေါသဖြစ်နေပြီဆိုတဲ့လက္ခဏာတွေပဲကို့ဘာသာကိုပြောပါငါဒေါသထွက်နေပြီမိကိုထိန်းချုပ်ရမယ်အချိန်ပဲနံပါတ်2ခွန်အားဖြစ်စေတဲ့အသက်ရှူခြင်းကိုလုပ်ပါပီဇာနန့်ကို ရှူသလို ဖြည်းဖြည်းချင်း အသက်ရှူသွင်းပါ ဖြောင်းနိုင်မျိုးကိုမှုတ်တယ်လို့ဖြည်းဖြည်းချင်းအသက်ရှူထုတ်ပါအဲ့ဒါကို၃ချိန်ကနေ၅ချိန်အထိလုပ်ပါဒါကတင်းအောင်နောက်ကိုစဉ်းစားနိုင်အောင်ရည်သက်စေပါလိမ့်မယ်နံပါတ်၃ဒေါသကို အချက်ပြမိဖြစ်အသုံးပြုပါကိုယ့်ဘာသာကိုမေကွန်းထုတ်ပါငါဘာလို့ဒေါသထွက်နေရတာလဲတခုခုမတရားဘူးလားတယောက်တယောက်ကငါ့ကိုထိကြိုက်စေခဲ့တာလားငါဒါကိုပြင်လို့ရမလား ဘာကြောင့်ဒေါသထွက်ရလဲဆိုတာကိုသိသွားပြီးဆိုရင်အဲ့ဒီစွမ်းရင်ကိုဘလို့အသုံးပြုရမလဲဆိုတာကိုဆုံးဖြတ်နိုင်ပါလိမ့်မယ်။နံပါတ်၄အာကောင်းပြီးကောင်းတဲ့အရာတစ်ခုခုလုပ်ပါ။သင်ရဲ့ဒေါသစွမ်းရင်ကိုအကူအညီဖြစ်စေမဲ့လှုပ်ဆောင်မှုဖြစ်ပြောင်းလဲလိုက်ပါ။မြန်မြန်ပြေးတာလုပ်နိုင်တယ်၊အိဋ္ဌမတ်တင်လုပ်နိုင်တယ်၊ဒိုက်ထိုးတာလုပ်နိုင်တယ်။သင်အခန်းကိုပုံမှန်မဟုတ်တဲ့စွမ်းရင်နဲ့တန်ရှင်းရေးလုပ်နိုင်တယ်။ င့်ကိုဒေါသထွက်စီတဲ့အရာကိုပုံဆွဲတာလုပ်နိုင်တယ်။တင့်ခံစားချက်တွေအကြောင်းကိုစာရေးနိုင်တယ်။တယောက်ယောက်နဲ့စကားပြောပြီးအကူအညီတောင်းတာလုပ်နိုင်။အနိုင်ကျင့်ခံရသူကိုကျင့်ကြံနာနာနဲ့အကာအကွယ်ပေးနိုင်။ဒီနည်းနဲ့တင့်ရဲ့ဒေါသမျိုးကိုဖျက်ဆီးဖို့မဟုတ်ဘဲတိဆောက်ဖို့အသုံးပြုနိုင်ပါတယ်။နံပါတ်5တင့်ခွန်အားကိုနေ့တိုင်းလေ့ကျင့်ပါ။တင်းငယ်တဲ့ဒေါသတွေကိုခွန်အားအဖြစ်ပြောင်းလဲဖို့လေ့ကျင့်ပါ။ ဒေါသထွက်နေပြီလားတခုခုတန်ရှင်းလှုပ်လိုက်ပါစိတ်ထိခိုက်သွားပြီလားစူပါဟီးရိုးလိုအင်စာလှုပ်လိုက်ပါအော်ငေါက်ခံရပြီလားတက်ရှူပြီးဘာကြောက်လဲဆိုတာနားလည်ဖို့ကြိုးစားကြည့်ပါဒီလိုလှုပ်လီလီတင့်ရဲ့ဒေါသကိုခွန်အားအဖြစ် ပြောင်းလဲတဲ့ကြွက်သားတွေပိုတန်မာလီလီပါပဲပိုစုအကြံဉာဏ်တင့်ကိုတင်ခွန်အားအစီစဉ်ကိုဖန်တီးပါ နောက်တစ်ခါဒေါသထွက်တဲ့အခါလှုပ်ရမယ်အရာလေးခုကိုရေးချပါဥပမာ အသက်ပြင်းပြင်း၃ချိန်ရှုမယ်။နံပါတ်1တိုက်ကိုအချိန်၃၀ထိုးမယ်။နံပါတ်3စာရေးမယ်အနည်းဆုံးစာမျက်နှာတစ်မျက်နှာရေးမယ်။နံပါတ်4ပကြီတစ်ချက်ရေးဆွဲမယ်။အဲ့ဒီအကြောင်းအရာတွေကိုနိုင်ရံမှာကတ်ထားပါ။ဒါမှမဟုတ်ရင်သင်ရဲ့ကိုယ်ပိုင်စာအုပ်တုံးမှာရေးပြီးအန်ဆွဲထဲမှာတင်ထားလိုက်ပါ။အစအဆုံးရှိအပ်ပြီးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်ဘယ်လိုလုပ်ကြည့်နိုင်မလဲ Subscribe ကိုကြည့်နေပေးပါပါလို့ဒါရက်ခံပါတယ်။ လိုက်နဲ့ share ကိုလည်းနှိပ်ပေးစီစဉ်ပါတယ်လူသားအားလုံးပြည့်နှက်ပြည့်စုံတဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a nice day